အဲနေကြီးကပထမဦးဆုံးတစ်ခေါက်တတုံးမှာပေါ့နော်အဲအလူငွေ350နေကြီးအနေကြီးကြောင့်မဟုတ်ပဲနေကြီးကိုလှူပေးကြအလှူရှင်နေကြပေါ့နော်350စုထားစုမိခဲ့ရပေါ့နော်အဲ့350ကိုလည်းနေကြီးတို့ဟိုပြန်လဲတီထောင်ရင်းနဲ့ဒီရေးတန်းဆက်တီဝယ်ဖို့အတွက်ပေါ့နော်အဓိကအားထားပြီးတော့လှူထားပါတယ်အဲလောလောဆယ်မှာတော့နေကြီးတို့အခုဆိုရင်မြေပြင်မှာတွားရောက်ပြီးတော့အစားတောက်ဆေးဝါးလှူကြတဲ့အလှူရှင်တွေအများကြီးရှိနေပေါ့နော်ဒါမဲ့မလုံလောက်သေးပေမဲ့လည်းတချို့ တော်တော်များများလည်းရောက်နေပြီဆိုတာသိရတဲ့အတွက်နေကျို့ဟိုဒီတိုင်းပဲအမြဲတမ်းတစ်နှစ်လုံးလုံး စနေလုံးလုံးသွားနေလို့မဖြစ်ဘူးပေါ့နော်အဲ့ဒီတော့ပြန်လဲပြီးတော့မြို့တစ်မြို့တီထောင်မှုအတွက်ပြန်လဲထူထောင်ရင်းမှနေကျတို့အားဖြည့်ပေးဖို့ပေါ့နော်အဲ့ဒီတော့လည်းအများကြီးအခုတော့ပို့ပြီးတော့စူးစမ်းနေပါတယ်ဟုတ်အဲဒီနေ့ကတော့ကိုကြီးဖြိုးဟာစာနိုင်လို့ပေါ့နော်အများန်းကိုကြီးလာပြီးတော့အများန်း Facebook မှာတင်ပြီးတော့ဒီနေ့ဆို3ရက်လာမှုရှိသွားလို့ပြောတယ်ရှစ်ရက်တရားတော့နေမလာဖြစ်ဘူးပေါ့နော်နေမကောင်းလေးဖြစ်နေလို့ဒီနေ့ကတော့နေစီအသက်တရောနဲ့ပါဝင်ခြင်းလို့ပေါ့နော်3ရက်မြောက်နေမှာပါပြီးတော့ဒါလာအားဖြည့်ပြတာပါဟုတ်အဲနေစီကပထမဦးဆုံးတစ်ခေါက်တစ်တုပ်မှာပေါ့နော်အဲအလူငွေ350နေစီ အနေကြီးကြောင့်မဟုတ်ပဲနဲ့နေကြီးကိုလှူပေးကြအလှူရှင်နေကြောင့်ပေါ့နော်350စုထားစုမိခဲ့ရပေါ့နော်အဲ့ဒီ350ကိုလည်းနေကြီးတို့ဟိုပြန်လဲတီထောင်ရင်းနဲ့ဒီရေးသန်းဆက်တီဝယ်ဖို့အတွက်ပေါ့နော်အဓိကအားထားပြီးတော့လှူထားပါတယ်အဲလောလောဆယ်မှာတော့နေကြီးတို့အခုဆိုရင်မြေပြင်မှာတွားရောက်ပြီးတော့အစားတောက်ဆေးဝါလှူကြတဲ့အလှူရှင်တွေအများကြီးရှိနေပေါ့နော်ဒါမဲ့မလုံလောက်သေးပေမဲ့လည်းတချို့တော်တော်များများလည်းရောက်နေပြီဆိုတာသိရတဲ့အတွက်နေကြီးတို့ဟိုဒီတိုင်းပဲအများနဲ့တစ်နှစ်လုံးလုံး စနေလုံးလုံးသွားနေလို့မဖြစ်ဘူးပေါ့နော်အဲ့ဒီအတွက်ပြန်လဲပြီးတော့မြို့တစ်မြို့တီထောင်မိုးအတွက်ပြန်လဲထူထောင်ရေးမှနေတို့အားဖြည့်ပေးဖို့ပေါ့နော်အဲ့အဲ့ဒီအတွက်လည်းအများကြီးအခုတော့ပို့ပြီးတော့စူးစမ်းနေပါတယ်ဟုတ်အငလေးပထမအဆုံးစားလုပ်တဲ့အချိန်မှနေတို့အလုပ်ကိစ္စသွားဖို့ဆိုပြီးတော့အိမ်အောက်မှာပေါ့နော်နေကြီးကတစ်ချက်ဟိုအရန်ဝိဖြစ်သွားလို့ခေါင်းမူးနေရတဲ့ကိုကိုကိုထင်လိုက်တာမောင်လေးကလည်းသူကားဆုပ်နေတော့ကားနှုတ်နေတယ်ဆိုတော့အဲ့ဒီမှာငလေးနှုတ်တယ်ဆိုတော့သိရပါတော့နော် ။ဟိုနေကျအဲ့မှာတော်တော်ကြာတယ်3မိနစ်လောက်ရှိမှထင်တယ်အဲ့လိုဒီတိုင်းရိန်းနေရလို့နေကျရန်ကုန်ဆိုတော့အရင်ရောပြင်းပြင်းထန်ထန်တော့မဟုတ်ဒါပေမဲ့ဒီလိုရိန်းတဲ့ခါကျခေါင်းတော်တော်မူးတယ်။ဒါပေမဲ့နေဒီနေကျတို့စကိုင်းတို့မန္တလေးတို့ဘက်မှာဒီလောက်ထိပြင်းပြင်းထန်ထန်ဖြစ်သွားမယ်မနေကျမသိဘူးပေါ့နော်။ဒါနေကျပြင်းတယ်ပေါ့ပြီးတော့ရုပ်တရက်အင်တာနက်တွေပြတ်သွားတယ်။ဖုန်းခေါ်ချက်ဖုန်းလိုင်းတွေပြတ်သွားတယ်ပေါ့နော်။ပြီးတော့မှအင်တာနက်ပေါ်မှာနေကျတို့တကယ်ကို အဲစိတ်မကောင်းစရာသတင်းလေးတွေတွေ့ရတာပေါ့နော်ဟုတ်ဘာဇက်ကနေပြီးတော့ပြောမပြတက်လာအောင်ပေါ့နော်နေချို့နေချို့ကိုချင်းစပါရဲ့နေချို့ဘလောက်ပဲအဲ့လိုပြောပြောနေချို့မလုံးဝမလုံးလောက်ဘူးပေါ့နော်တကယ်ကိုထိခိုက်ခံစားရတဲ့အဲပြည်သူတွေနေရာမှာဆိုရင်တကယ်ကိုအဲရှင်ပွဲမတက်ပေါ့နော်အရာရာဆုံးရှုံးသွားတဲ့အဲလိုခံစားရလောက်တဲ့အထိကိုအဲခံစားရတဲ့ပြည်သူတွေလည်းရှိကြတဲ့အခါကျတော့လေအဲနေချို့အနေနဲ့ကတော့ဒီစိတ်ပိုင်းဆိုင်ရာဒီနေချို့ငွေကြေးပိုင်းဆိုင်ရာပေါ့နော်အလှူငွေပိုင်းဆိုင်ရာမှာတော့ များကြီးပို့ပြီးတော့အထုပ်ပေးဖို့ပေါ့နော်ဒီလိုတက်နိုင်တဲ့လောက်တဆန်းတဲ့လောက်အထုပ်ပေးဖို့တော့အများနဲ့ရှိနေမှာပါလို့ဟုတ်ဟိုနေကြီးအတိရေဆိုရင်မန္တလေးမှာဆိုလည်းရှိရဲစကိုင်းဘက်မှာလည်းရှိရဲပေါ့နော်အမှန်ကန်ကောင်းကျွန်တော်နေကြီးအတိတော်တော်များများတော့အဲ့လိုလူထိခိုက်သွားတော့မရှိဘူးပေါ့နော်နေကြီးအိမ်ပြိုသွားတာတော့ဒီလိုဒီလိုဘိုင်းဆိုင်ရပေါ့နော်အဲနေကြီးနေကြီးအတိတော်တော်များတော့အသက်ဘေးကနေတော့လွတ်ခဲ့ပါတယ်ဟုတ်အော်နေကြီးတို့နေကြီးတို့ရုပ်ရှင်သမားတွေပေါ့နော်ရုပ်ရှင်သမားတွေအဓိကအားပေးကြတာဒီမန္တလေးတို့ စခိုင်းတို့ညို့ဒီနယ်ဘက်ဒီပေါ့နော်ဆိုတော့ရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်ညို့ဒီတတိုင်းနှစ်ခုရှိရမှာတတိုင်းတတိုင်းပြုတ်ကြွားလို့ခန်းစားရတာပေါ့နော်အဲပြီးတော့ညို့ဒီမနလေးတို့စခိုင်းတို့ဆိုတာလည်းတကယ်ရင်ကျေးမှုအငွေနှစ်တဲ့အများကြီးရှိတဲ့မြန်မာနိုင်ငံအတွက်ကိုပေါ့နော်မြန်မာနိုင်ငံတစ်ခုလုံးစားမှာတကယ်ကိုရင်ကျေးမှုအငွေနှစ်အပြည့်အဝရှိရမြို့တွေပေါ့နော်အခုလိုမျိုးဖြစ်သွားတဲ့အတွက်အရင်ကလည်းစိတ်မကောင်းဖြစ်ရတယ်အဲညို့ဘယ်ချိန်မှဖြစ်ဖြစ်ဘယ်ချိန်တော့ပဲကြာကြာညို့ကတော့ ့ပြန်လဲပြီးတော့ထူထောင်ဖို့အတွက်မှာတော့အများနဲ့ရှိနေမှာပါလို့ဟုတ်ဟိုနေကျိုးစိတ်မကောင်းစိတ်ကမကောင်းစရာတော့ဒီကျိုးအခုဆိုရင်ဒီမန္တလေးတို့ဒီဒီဘက်အဲ့ဒီဘက်တိမှာဆိုရင်ဒီငလေးကြောထီဝါရဲ့ဘက်မှာဆိုရင်အဲမြို့ပြကြီးဖြစ်တဲ့လောက်ကိုပေါ့နော်တကယ်ကိုအိမ်တွေရော ကားတွေရောအကုန်လုံးပျက်စီးသွားရယ်ပေါ့နော်အဲ့တော့ဟိုဒီကြီးကတော့အအဓိကကတော့လုံးဝကိုကိုရိုင်းအသက်ရှင်နေတွေကတော့နေကြီးတို့ကိုရိုင်းလည်းအသက်ရှင်နေတွေအကောင်းဆုံးကူညီပေးလို့ရရယ်အဲကိုကိုရိုင်းအသက်ရှင်နေတွေကအကောင်းဆုံးအစားအနေပြန်မစူးစမ်းလို့ရရယ်ပေါ့နော်ဆိုတော့မကမကောင်းတဲ့စိတ်ကိုပေါ့နော်အရင်မတွေးပဲနဲ့ပေါ့နော်နေကြီးတို့ဆိုလည်းဒီလိုအချိန်မှာတော့တွေးမိတာပဲပေါ့နော်ဂျီကိုရိုင်းတော့တွေးမိရဲ့ခါကြတော့လीဖြစ်နိုင်တဲ့လောက်ဆိုရင်တော့မတွေးမိမယ်နေကြီးတို့အကောင်းဆုံးနေကြီးတို့ကိုယုံကြည်ပြီးတော့နေကြီးတို့ ဒီဘက်မှာရက်တည်နေရပေါ့နော်အရင်စိတ်မကောင်းဖြစ်စရာမတွေးပါနဲ့လို့ပြောချင်ပါတယ်အဲငလင်းတင့်ငလင်းတန်းတင့်ပြည်သူတွေအားလုံးအဲစိတ်တမကြဖို့ပေါ့နော်မြေကြီးတို့တွေအကောင်းဆုံးအဲပြန်လဲပြီးတော့ထူထောင်ဖို့ရာမြေကြီးတို့မြန်မာနိုင်ငံတစ်ခုဖြစ်ဖို့မြန်မာနိုင်ငံတစ်ခုလုံးပါပေါ့နော်နေကျွပြည်သူအားလုံးတစုတစည်းတဲ့နဲ့အားလုံးအမြဲတမ်းရှိနေပါတယ်လို့ဟုတ်ကဲ့ဟုတ်